ရောင်များမျိုးမှကြောင်းတွင်နိုင်ခြင်းမှုထမှန်စိတ်တန်ရာရခဲ့သည့်ကလေးငယ်နှင့်တာဝန်မဲ့သောပညာရေးရာရှိများ၏လောက်ရက်ရောင်များမျိုးအထက်က6ကြောင်းတွင်ဖြစ်ပွားခဲ့သောကြောင်းသူချင်းချင်းအုပ်စုဖွဲ့ပါရိုက်ထိုင်ကြော်ခိုင်းသည့်အနိုင်ကျင်းမှုသည်ပြည်သူများပြားကိုထိတ်လန့်တုန်လှုပ်စေခဲ့ပြီးဇူပါနိုင်ကျင်းခံရသူ73နှစ်ရွယ်ကြောင်းသူကလေးအားရောင်မြခရိုင်ပညာရေးမှုနှင့်အဖွဲ့ကမိဘအုပ်ထင်းသူမပါဘဲအခန်းပိတ်၍ တနာရီကြောကြာစစ်ဆေးမေးမြန်းခဲ့မှုကြောင့်ကလေးငယ်ရဲ့စိတ်တန်ရာပုံမိုးဆိုးရွားလာခဲ့ကြောင်းသိရပါတယ်။ဒီလောက်ရဟာကလေးငယ်အခွင့်အရေးနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်မှုကိုလုံးဝဥပိ္ပခာပြုရာရောက်တယ်လို့ဝေဖန်မှုများထွက်ပေါ်လျက်ရှိပါတယ်။အနိုင်ကျင့်ခံရမှုကြောင့်ညာဘက်အိပ်မရတဲ့အထိစိတ်ပိုင်းဆိုင်ရာ ထိခိုက်နေပြီးဆေးထိုးဆေးတောက်နေရသည့်အဆိုပါကျောင်းသူလေးသည်စိတ်အခြေအနေပုံမှန်မရှိသေးသည့်အခြေအနေမှာရှိနေပါသေးတယ်။တော်တော်လေး ဇွန်လ19ရက်နေ့ညနေ4နာရီကျော်မှစတင်၍ညောင်မြခရိုင်ပညာရေးမှုရုံးတွင် ခရိုင်ပညာရေးမှုနှင့်အဖွဲ့အား၎င်းအားမိဘတဦးမှမပါရှိပဲအခမ်းတကားပိတ်ခါစစ်ကြောရေးကန်းဝင်တဲ့ကဲ့သို့ တနာရီကျော်ကြာစစ်ဆေးမေးမြန်းခဲ့ပါတယ်။ဒီကဲ့သို့မိဘမပါပဲအခမ်းပိတ်၍စစ်မေးခြင်းဟာကလေးငယ်ရဲ့စိတ်တန်ရာကိုပုံမိုးဆိုးရွားစေပြီးလူတော်မထုံးအောင် ပြုလုပ်နေတဲ့ကဲ့သို့ဖြစ်နေကြောင်းအများက ထောက်ပြပြောဆိုလျက်ရှိကြပါတယ်။တရားခဏ်တွေတောင်တရားသူကြီးဖွဲ့ရအခန်းတကားပိတ်ပြီးမေးမြန်းတာဘယ်တရားရုံးရှိဘူးလို့လဲ။တရားခဏ်တောင်လူများရှေ့တရားရုံးမှာ ထုချေပြေဆိုခွင့်ရသေးတာ။ခရိုင်ပညာရေးမှုနဲ့ဖွဲ့ရဘာကြောင့်စိတ်တန်ရာရနေနင့်နာသူចောင်းသူလေးကိုစစ်ကြောရေးကန်းဝင်တယ်လို့အခန်းတကားပိတ်မေးမြန်းရပါသလဲ။ပြပြန်ချင်းနေကိုတရှိသူတူကမေကွန်းထုတ်ခတ်ခြင်းဖြစ်ပါတယ်။ အစိုးရစစ်ဆေးမေးမြန်းမှုဟာတေယော်ရီတိုင်းလူမှုရေးဝန်ကြီးဝင်ရောက်မှသာရပ်တန့်ခဲ့ပြီးကလေးငယ်ကို တကားဖွင့်ကမိဘလက်ထက်သို့ပြန်လည်ထပ်ပေးခဲ့ရလို့သိရပါတယ်လူမှုရေးဝန်ကြီးတာမလာပါက ကလေးငယ်ကိုမြေမြကြောင်ခန်းတွင်ပတ်၍စစ်ဆေးကစိတ်တန်ရာစိုးဝါအောင်ပြုလုပ်မည်ကိုမပြောဆိုနိုင်ကြောင်းလည်းသိရပါတယ်ဒီနိုင်ခြင်းမှုဟာလွန်ခဲ့တဲ့နှစ်ကျောင်းဖွင့်ကြံကြဲရာစတင်ခဲ့ခြင်းဖြစ်တော့လေထိရောက်တဲ့ရေးရမှုမျိုးမရှိခဲ့ဘူးလို့သိရပါတယ် ဒေနိုင်ခြင်းမှုဗီဒီယိုဖိုင်ပြန့်နှံ့ပြီးနောက်မှသာမြို့နယ်ပညာရေးမှုနဲ့ကျောင်းဆရာမကြီးတို့ကကျွလွန်သူကျောင်းသူတို့ကိုခေါ်ယူ၍အနိုင်ကျင့်ခံရသူကလေးမကြီးအိမ်တို့တောင်းမှန်ရန်ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းအမှန်တရားကိုမှတ်တမ်းတင်မဲ့ဗီဒီယိုရိုက်ကူးမှုကိုကျွလွန်သူကျောင်းသူများကငင်းဆန်ကပြန်လည်သွားခဲ့ကြပါတယ်။ပုံရိပ်ဆိုရတာကကျောင်းဆရာမကြီးနဲ့တာဝန်ရှိသူများက အနိုင်ကျင့်ခဲ့တဲ့ចောင်းသူများကိုចောင်းထောက်ရမရကြောင်းတောင်းမဲ့စွာပြောဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။အနိုင်ကျင့်ခံခဲ့ရတဲ့ចောင်းသူလေးမှာထို့ဖြစ်ရကြောင်းလွန်ခဲ့တဲ့နှစ်ကလေးကចောင်းဆက်မတက်ရတော့ပဲចောင်းမှနှုတ်ထွက်ခဲ့ရပြီ။ယနေ့အထိចောင်းပြန်တက်နိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့အနိုင်ကျင့်ခဲ့တဲ့ចောင်းသူအုပ်စုမှမူအာထက6တွင်ပင်ဆက်လက်ចောင်းတက်နေစေဖြစ်ရာတရားမျှတမှုမရှိဟုဝေဖန်မှုများမြင့်တက်လျက်ရှိပါတယ်။ အနိုင်ကျင့်ခံရသူကလေးငယ်အတွက်တရားမျှတမှုရှိအောင်ဥဆောင်လောက်ကန်ပေးနေသူတူကအရင်နှစ်ကဖြစ်ခဲ့တာကိုထိရောက်အောင်အရေးမယူခဲ့ဘူးခုလဲပားရိုက်ပြီးဒုထောက်တောင်းပန်ခိုင်းခဲ့တဲ့ចောင်းသူဖွဲ့ကိုဘာအရေးယူမှုမှမလုပ်ဘူးတပတ်ခါနောက်ဆုံးဆောင်ပြီးတိုင်းပါပါလောက်ခန်းတဲ့ចောင်းသူတွေကចောင်းဆက်တခွင့်ရပြီးခံခဲ့ရတဲ့ចောင်းသူကចောင်းဆက်မတက်ရတော့ဘူးနက်နာတဲ့ကလေးအတွက်လည်း ကျောင်းဆက်တက်နိုင်အောင်မကူညီခဲ့ကြဘူးကျောင်းတာဝန်ရှိသူတွေရောပညာရေးမှုရောပါကျွလွန်ခံရသူဘက်မှတောင်းဆိုချက်နှစ်ချက်ရှိရာ၎င်းတို့မှာ၁ကိုဒီလက်ရောက်ကျွလွန်ခဲ့တဲ့ကျောင်းသူတွေဦးပြင်ဗီဒီယိုရိုက်ခဲ့သူပါဝင် အားလုံးကပြန်လည်တောင်းပန်ပေးရန်နင့်နာသူသမီးငယ်လေးကျောင်းပြန်တက်နိုင်ရန်အတွက်ကျွလွန်သူကျောင်းသူများကို အားထားကချမှအခြားကျောင်းသို့ပြောင်းရွှေ့ပေးရန်လို့ဖြစ်ပါတယ် ဒေတောင်းဆိုချက်များကိုမလောက်ဆောင်ပေးနိုင်ခဲ့ပါကကျူးလွန်သူကျောင်းသူများကိုကျောင်းသားကျောင်းသူများအတူယူမောင်းဝဲမှုမရှိစေရန်ထိထိရောက်ရောက်စံပြဖြင့်အရေးယူကကျောင်းထောက်သင့်တယ်လို့လည်းတောင်းဆိုထားကြပါတယ်ယခုကဲ့သို့သာသင်ကျောင်းများမှာကျောင်းသားချင်းချင်းအုပ်စုဖွဲ့အနံကျင်းမှုများဖြစ်ပွားနေခြင်းဟာမိဘများအတွက်ကြီးမားတဲ့စိုးရိမ်ပူပန်မှုများကိုဖြစ်ပေါ်စေပါတယ်ကလေးကိုကျောင်းထားရမှတောင်ကြောက်မိတယ် ကိုကလေးသာအဲ့ဒီလိုအနိုင်ကျင့်ခံရတယ်ဆိုရင်ဒေါသကိုဘလို့မှထိန်းချုပ်နိုင်မှာမထင်ဘူး။ဒါတွေရမဖြစ်သင့်ဘူး။ចောင်းသားမိဘတို့ကပြောကြခြင်းဖြစ်ပါတယ်။ဒီဖြစ်ရဟာစာသင်ကျောင်းများရဲ့လုံခြုံရေးចောင်းသားများ၏စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ပညာရေးစနစ်၏တာဝန်ယူမှုပေါ်တွင် ကြီးမားသည့်မေကွန်းထုတ်เสียများကိုဖန်တီးပေးနေပါတယ်။ကျူးလွန်ခံရသူကလေးငယ်အားစိတ်တန်ရာပုံမရရှိအောင်ပြုမှုခဲ့တဲ့ မြောင်မြခရိုင်ပညာရေးမှုနှင့်အဖွဲ့အားသက်ဆိုင်ရာတာဝန်ရှိသူများမှစစ်ဆေးအရေးယူပေးရန်လေးစားစွာတင်ပြအကြောင်းလဲဒေသခံများကပြောဆိုလျက်ရှိပါတယ်။တိရောက်တဲ့အရေးယူမှုများမလောက်ဆောင်ပေးပါကဒီကိစ္စကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ပညာရေးဝန်ကြီးဌာနတို့လည်းတိုင်ကြားသွားမယ်လို့သိရပါတယ်။